ရဲမင်္ဂလာပါခင်ဗျာအားလုံးပဲနေကောင်းကြရလားလုပ်ငန်းခွင်မှာကိုယ့်ရဲ့ product ကိုယ့်ရဲ့ service တွေကိုအကောင်းဆုံးဖြစ်အောင်လူတွေအတွက်တကယ်တမိုးရှိအောင်ဆိုပြီးတော့အချိန်နဲ့ငွေတွေလူတွေအားလည်းအများဆုံးရင်းနှီးပြီးတော့ဖန်တီးကြမှာပါကိုယ်နိုင်ငံကလည်းရုပ်ကြည့်မှုပြေးရှိနေမယ်ဒါဟာဈေးကွက်ထဲကအကောင်းဆုံးပါပဲဒါမှမဟုတ်လူတွေကတကယ်ကိုလိုအပ်နေတာဒါပဲလားဆိုပြီးတော့ပေါ့ဒါပေမဲ့တစ်ခါတစ်လေကိုယ်စိတ်ထဲကထေသေးတာကတကယ်လက်တွေ့အချိန်နဲ့မှန်ရဲ့လားကိုယ်တကယ်ပဲပြတ်မှတ်ကိုမှန်အောင်ပြစ်နိုင်ရဲ့လားဆိုတာကိုဘယ်လိုလုပ်ပြီးတော့သိချအောင်သိနိုင်မလဲ ဟုတ်ကဲ့အပြင်ကတော့ထင်တာလည်းပို့ပြီးတော့ရိုးရှင်းနေပါတယ်ဒါကတော့ကိုယ့်ရဲ့ကာဆမ်မာတွေကိုယ့်ရဲ့ဝေဆောင်မှုတွေကိုအသုံးပြုနေတဲ့သူတွေပြောတာကိုစိတ်ရင်းနဲ့နားထောင်ခြင်းပဲဖြစ်ပါတယ်သူတို့စီကလာတဲ့စကားသံတွေ feedback တွေဟာလေ အကောင့်မဲ့ပြောတာဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းရဲ့အနာဂတ်အတွက်ကြီးပွားတိုးတက်ဖို့အတွက်တကယ်ကိုအဖို့မဖြစ်နိုင်တဲ့ယတနာတိုက်ကြီးပါပဲ။တမို့ရှိတဲ့တတိအချက်လက်တွေရွှေနေကြီးတစ်ခုကိုတို့ခေါ်တယ်ရန်တို့ပါပဲ။အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပါတွေကိုဆွေးနွေးပြသွားမယ်ဆိုတော့ customer တွေပြောပြရတဲ့အချက်လက်တွေကိုသေချာနားထောင်ပြီးတော့လက်တွေ့လိုက်လုပ်ပါ။ဆောင်ရွက်ခြင်းအပြင်ပါကြောင့်အောင်မြင်တဲ့စီးပွားရေးတစ်ခုကိုတည်ဆောက်ဖို့ပြီးတော့ဒီလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့လူတိုင်းလူတိုင်းအတွက်တကယ် real value တွေကိုဖန်တီးရမှာ။ မရှိမဖြစ်အရေးပါလဲဆိုတာကိုလေ့လာသွားကြပါမယ်။ဒီဗီဒီယိုကမိတ်ဆွေတို့ရဲ့ကစားမတွေရဲ့အတန်မှာဖတ်ထားတဲ့တကုတ်ဆန်ကလေးဘယ်လို follow အသုံးချမလဲဆိုတာကိုလမ်းညွှန်ကောင်းတစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်။အကျွန်တော်တို့ဗီဒီယိုအဓိကထားပြီးပြောပြသားမလဲဆိုတော့ကစားမ feedback ဆိုတာတိတိကျကျဘာကိုဆိုလိုတာလဲဘယ်လိုပုံစံတွေနဲ့လာတတ်တယ်လဲလုပ်ငန်းမှာ value creation နဲ့တန်ဖိုးဖန်တီးမှုဆိုတာပါလဲ feedback နဲ့ value creation တွေဘယ်လိုဆက်ဆက်နေလဲ feedback ကတန်ဖိုးကိုဘယ်လိုဟိုဖန်တီးလဲကို break the audience ကိုနန်းနန်းရှိုင်းရှိုင်းနားလဲဖို့ feedback ကဘယ်လောက်အရေးကြီးလဲ feedback တွေဘယ်လိုထိထိရောက်ရောက်ဆုံဆောင်မလဲဘယ်လိုသုံးချရမလဲတကူတကယ်တန်ဖိုးရှိတဲ့ feedback တွေရဲ့လက္ခဏာတွေကဘာတွေလဲ customer စကားတွေနားထောင်ခြင်းရဲ့အားသာချက်အကျိုးကျေးဇူးတွေကြုံရနိုင်တဲ့အခက်အခဲစိတ်ကုန်မှုတွေပြီးတော့ customer feedback တွေကိုအောင်အောင်မြင်မြင်သုံးချသွားတဲ့ community တွေရဲ့လက်တွေ့ဥပမာတွေ အားလုံးအစီအစဉ်ဖြင့် customer feedback ဆိုတာပါလဲကိုစလိုက်ကြရအောင်။ကဲပထမဆုံးအနေနဲ့ဒီအသုံးများတဲ့ customer feedback ဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုတည်တည်ချာချာတန်းလဲအောင်ရေးလို့ကြရအောင်။ customer feedback ပြောရရင်တော့ဗျာကိုယ့်ရဲ့ customer တွေကကို company ကို product တွေကို service တွေနဲ့ပတ်သက်ပြီးတော့ သူတို့ဘလို့ခန်းစားရလဲဘလို့ကြုံတွေ့နေရလဲဆိုတာကိုကိုကိုတနည်းနည်းနဲ့ပြောပြတဲ့မြဝေတဲ့ဘလို့တတိအချက်လက်မျိုးစုံမို့မဆိုကာဆာဖာဘီဘက်လို့ခေါ်တာပါပဲနည်းနည်းလေးပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်လုပ်ငန်းတစ်ခုကပေးအပ်ထားတဲ့ကုန်ပစ္စည်းတွေဝယ်ဆောင်မှုတွေဒါမှမဟုတ်ကာဆာမာရဲ့အတွေ့အကြုံတစ်ခုလုံးနဲ့ပတ်သက်ပြီးကာဆာမာတွေစီကရရှိလာတဲ့အတွေ့အမြင်တွေသူတို့ရဲ့ထင်မြင်ယူဆချက်တွေတုံ့ပြန်မှုတွေဘာတွေကိုသဘောကျလဲဘာတွေကိုကြိုက်တယ်နှစ်သက်မှုတွေ ဒိဆန်နာစိတ်ကျဉ်းနှံမှုတွေတိုင်းတာတွေနောက်ဆုံးမကျေနပ်လို့ပြောဆိုတဲ့ complaint တွေအပါအဝင်လုပ်ငန်းရဲ့ဆုံးဖြတ်ချက်တွေကိုချာမှတ်ဖို့အတွက်လုပ်ငန်းဆောင်လာတဲ့တိုးတက်အောင်လုပ်ဆောင်ဖို့အတွက်အသုံးချနိုင်တဲ့တတိအချက်အလက်အားလုံးကိုချုံကုန်ပြီး customer feedback လို့သတ်မှတ်ပါတယ်။ဒီ feedback တွေမှာတော့တို့ရဲ့အတွေ့အကြုံအမြင်တွေတုံ့ပြန်မှုတွေဘာကိုပိုကြိုက်လဲဆိုတာတွေအပြင်တို့တို့မကြိုက်တဲ့အခြေအချက်တွေမကျေနပ်တာတွေပါအကုန်ပါဝင်နေပါတယ်။အဲ့တော့ဒီအသေးကအချက်အလက်တွေကဘယ်လိုပုံစံမျိုးနဲ့ကိုယ်စီရောက်လာတဲ့လမ်းကြောင်းတွေများကြီးရှိပါတယ်။တခုချင်းစီကြည့်ရအောင်။ စာပေးစစ်တမ်းကောင်းကြီးခြင်းဒါကတော့လူသုံးများဆုံးနေတဲ့တစ်ခုပါကာဆမ်မာတွေကိုတီချမ်းမေးခွန်းတွေနဲ့ပုံစံတမျိုးမျိုးဥပမာ Google Form တို့ Shopping Man Kido နဲ့သူတို့ရဲ့စိတ်ကြေနပ်မှုအတွေ့အကြုံတွေကိုမေးမြန်းတာပါဒါကကိုတီချင်တဲ့ချက်လက်တွေကိုတိတိကျကျမေးမြန်းနိုင်ပြီးအရေးအတွက်အများကြီးစီရနေဒေတာကိုစုစည်းရလွယ်ကူစေပါတယ်အခုခေတ်မှာဒါကအရန်ကိုရေးကြည့်လာပါတယ် Google Map Facebook Page Review Google Website ဒါမှမဟုတ် Food Panda Grab Food တို့လို platform ဒီပေါ်မှာလူတွေကသူတို့ရဲ့အတွေ့အကြုံတွေကိုချက်ပွေးလေးတွေနဲ့ rating တွေ baby စာနဲ့ရေးသံမျှဝေကြတာမျိုးဒါတွေက public ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ brand reputation ကိုတိုက်ရိုက်သက်ရောက်မှုရှိသေးပါတယ်။ social media commerce mention Facebook, Instagram, TikTok, Twitter, YouTube, TikTok စတဲ့နေရာတွေရာ comment တွေကို brand ကို tag လုပ်ပြီးပြောဆိုတာတွေတကယ်ကို real time feedback တွေပါပဲ။သူတို့ရဲ့အမြင်ခက်စားချက်တွေချက်ချင်းသိနိုင်တဲ့နေရာပေါ့ဒါကိုစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ဒါတော့တမုံအရန်ရှိတဲ့ feedback တွေရနိုင်တဲ့တန်းကြောင်းတွေပါ customer တွေကကိုယ်စီတိုင်းရဲ့ပို့တဲ့ email တွေဖုန်းဆက်ပြောဆိုမှုတွေ live chat တွေကနေပြောတာတွေပြီးတော့ကိုယ်တိုင်တွေ့ဆုံစကားပြောပြတဲ့အခိုက်အတန့်တွေဥပမာဆိုင်မှာ event မှာကနေရတဲ့ချက်လက်တွေအများကြီးကပို့ပြီးတော့နှက်ချိုင်းလာပါတယ်ကို website ဒါမှမဟုတ် mobile application ထဲမှာ feedback button လေးတွေ post လေးတွေထားပြီးတော့ customer တွေကိုတော့ပြနေနေတော့သူတို့ရဲ့ခင်မင် user chat တွေကိုလွယ်လွယ်ကူကူပေးဖို့တောင်းလောက်ထားတာမျိုးပါ customer service ဟိုရဲ့ customer service team ကိုစံနာ chat support ဆိုတဲ့နဲ့ customer care ကပြောဆိုဆက်ဆံမှုပတ်တန်းတွေ email ဖလဲမှုတွေကလည်း feedback ရတဲ့အတိုင်းတစ်ခုပါပဲ customer တွေတကယ်ဘလို့အခက်အခဲကြုံနေရလဲ pain point ဘယ်နေရာမှာတိုးတက်ဖို့လိုအပ်လဲဆိုတာအများဆုံးတွေ့ရတဲ့နေရာတွေပါ focus group တိုင်း interview ဒါကတော့ပို့ပြီးတော့နက်နက်ရှဲရှဲအရေးသွေးပိုင်းဆိုင်ရာ challenge တွေကိုလိုချင်တဲ့ခါတော့နေဒီလက်မှာရွေးချယ်ထားတဲ့ customer အုပ်စုလေး နဲ့အကြောင်းအရာတစ်ခုကိုတူတူဆွေးနွေးတာမျိုးဒါမှမဟုတ်ကဆက်မတယောက်ချင်းစီကိုတိတက်သေးစိတ်မေးမြန်းတဲ့အင်တာဗျူးလိုပုံစံမျိုးတွေပေါ့ဗျာ user baby analytics ဒါကတော့တော့ white နဲ့ nil နဲ့ feedback counter ပါလူတွေကကိုယ့်ရဲ့ website ဒါမှမဟုတ် application ကိုဘယ်လိုသုံးသပ်လဲဆိုတာ tracking tool တွေဥပမာကိုယ့်ရဲ့ analytic hotjar တို့တွေသုံးပြီးလေ့လာတာပါ pay pattern ကိုအနှိမ်များလဲ pay page မှာကြာစို့နေလဲဘယ်နေရာရောက်လေးထပ်သားကြတယ်စတာတွေကြည့်ပြီးတော့သူတို့ရဲ့အပြုမူတွေကနေတစ်စိမ့်သူတို့ရဲ့လိုအပ်ချက်အခက်အခဲတွေကိုကောက်ချက်ကြတယ် ဆွဲပြပါပစ္စည်းဝယ်ပြီးဒါမှမဟုတ် service တောင်းပြီးရပိုင်အတွေ့မှာ customer ကို email ဖြစ်ဖြစ် message ဖြစ်ဖြစ်ဆက်သွယ်ပြီးသူတို့ရဲ့အတွေ့အကြုံဘယ်လိုရှိလဲဆင်မြင်လဲဆိုပြီးချက်ချက် feedback ကောက်တာမျိုးပါဒါကလက်လက်ဆက်ဆက်အမြင်ကိုရရှိနေတိုင်းပါတယ် community forums and groups ကို broader service နဲ့ပတ်သက်တဲ့ကိုပိုင် forum ဖြစ်ဖြစ် facebook group ပဲဖြစ်ဖြစ် customer တွေကတို့တို့အချင်းချင်းတွေ့ကြုံလေးခက်ခဲတဲ့ tip တွေကိုဆွေးနွေးကြရင်လည်းလုပ်ငန်းအတွက်အဖို့သား feedback တွေကိုပေးတတ်ကြပါလေတို့တို့အချင်းချင်းကူညီဖြည့်ရှင်ရင်ကို broader ရဲ့အားနည်းချက်ကိုထောက်ပြနေတာမျိုးပေါ့ ကာဆယ်မာနဲ့တိုင်းရဲ့ထိတွေ့နေရတဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေ successful တွေ marketing စီကံနဲ့ကာဆယ်မာတွေဘာပြောလဲဘာခက်ခဲရှိတယ်ဆိုတော့ကိုပြန်နေစူးစီးတာတွေကလည်းရေးကြည့်တဲ့ feedback တခုပါပဲဒီနေရာမှာသိထားမယ့်အချက်နှစ်ခုရှိပါတယ်အချို့ feedback တွေက solid state ဖြစ်တယ်ပါတယ်ဆိုလိုတာကကိုယ်ကတက်တက်ကြွကြွမေးမြန်းတောင်းခံဥပမာစာပေးပို့တာ interview လုပ်တာချို့ကတော့ unsolid state ဖြစ်တယ်ပါတယ်ကာဆယ်မာကသူ့အလိုလိုကိုယ်သဘောနဲ့ကိုယ် online မှာ review ရေးတာ social media မှာပြောတာမျိုးပေါ့နှမျိုးလုံးဝရေးကြည့်တာပါလေ social social side ကကိုတိကျင်တာကိုတိကျကြမေးပြပြီး and socialist ကကြတော့ကိုမသိကိုမထင်မှန်းထားတဲ့သူတို့တကယ်ခံစားတဲ့အရာတွေကိုရှိတိုင်းပြပြပေးပြပေးနိုင်ပါတယ်ဒီလိုနည်းလမ်းပေါင်းစုံကနေ favorite တွေကိုစုဆောင်းတာ ဒီရလာတဲ့တွေကိုလေးလာသုံးသပ်တယ်လိုအပ်တဲ့တိုးတက်မှုတွေလောက်ဆောင်တယ်ပြီးရင်အဲ့ဒီတိုးတက်မှုတွေအပေါ် customer တွေဘယ်လိုထင်လဲဆိုပြီးတော့ feedback feedback ပြန်တောင်းလဲဒီလိုအဆုံးမရှိတဲ့ level နေတဲ့စာဝန်ကြီးကို customer feedback လို့လို့လည်းခေါ်ပါလေဒီ loop ကိုကောင်းကောင်းနားလည်နေမှာကိုယ့်လုပ်ငန်းက customer ရဲ့လိုအပ်ချက်နဲ့အမြဲတမ်းထပ်တူကြပြီးစစ်စမ်းမပြတ်တိုးတက်နေပါတယ်ကဲ customer feedback ရဲ့သဘောတရားဘောင်းကိုနားလည်သွားပြီဆိုတော့သူနဲ့ ထွန်တွဲနေတဲ့ value creation အကြောင်းကိုယူဆလေးတို့နည်းနည်းပို့ပြီးနည်းနည်းရှင်းရှင်းအနေဆွေးနွေးပေးကြပါမယ်။လုပ်ငန်းတစ်ခုရဲ့အဓိကရည်မှန်းချက်ဟာတကယ်တော့ value creation ပါပဲ။ဒါဟာ value creation ဆိုတာဘာကိုဆိုလိုတာလဲ။ value creation အခြေခံအပြည့် value creation ဆိုတာကိုယ်မှရှိတဲ့အရေးမြင့်တွေ resource ဥပမာကိုယ့်ရဲ့အချိန်ငွေကြေးကုန်ပြန်ပစ္စည်းတွေနည်းပညာတွေကိုယ့်ရဲ့ကြောကြဲမှုတွေတွေ့ကြုံစားတာတွေပေါ့ဒါတွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ stake ပူတာတွေဆိုလိုတာက ဒီလုပ်ငန်းနဲ့အကျိုးစီးပွားသက်ဆိုင်နေသူတွေအားလုံးဥပမာကာဆမာတွေဝန်ထမ်းတွေပစ္စည်းပေးသွင်းသူတွေအင်းအင်းမြုံနယ်သူတွေပေါင်ဝန်းကျယ်အတိုင်းဝါစသည်ဖြင့်ဟိုကနဦးစိုက်ထုတ်ရတဲ့တမိုးထပ်ပို့ပြီးတော့တမိုးရှိတဲ့အရာတစ်ခုအပြည့်ပြောင်းလဲပေးနိုင်တဲ့လုပ်ငန်းကျယ်ကြီးတစ်ခုလို့ကိုဆိုလိုတာပါဒီနေရာမှာရေးကြီးတာက value creation ဆိုတာကတော့အပြင်းငွေ profit ရဖို့တစ်ခုတည်းကိုပြောတာမဟုတ်ဘူးဆိုတာပါပဲဟုတ်ပါတယ်လုပ်ငန်းဆိုတာရေရှည်ရက်တည်ဖို့အမြတ်ငွေကမရှိမဖြစ်လိုအပ်ပါတယ်ဒါပေမဲ့တကယ် value creation က editor ပို့ပြီးကျယ်ပြန့်ပါလေ အမြတ်ငွေဆိုတာကတော့ value creation ရလက်သေးကတခုဖြစ်ပေမဲ့တခုတီးတော့ရလက်တော့မဟုတ်ခဲ့ပါဘူး။ဒါဆို value တတ်ဖို့ဆိုတဲ့ဒေမန်ချားပါတယ်ပါဝင်နေသေးတယ်။ customer အတွက်တတ်ဖို့သူတို့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးတာ၊ပြဿနာတွေကိုဖြေရှင်းပေးတာ၊သူတို့ရဲ့စိတ်ကြည်နှံ့မှု satisfaction ရစေတာ၊သူတို့ရဲ့အချိန်ငွေကုန်တတ်တာစေတာ၊ဝန်ထမ်းတွေအတက်တက်မှုကောင်းမွန်တဲ့လုပ်ငန်းကွင်း ပဝန်းကျင်တွေကိုဖန်တီးပေးတာအတမိုးဝမ်းကြောင့်တိုးတက်မှုအခွင့်အလမ်းတွေပေးတာမျှတတဲ့အခချင်းကိုအသိမှတ်ပြုမှုတွေပေးတာ brand အတွက်တမိုးကစမာတွေရဲ့သစ္စာဆောင်တည်မှုလိုရည်ရရှိတာ brand image နဲ့ reputation ကောင်းမွန်လာတာရေရှည်တည်တဲ့နဲ့အမြင်ဆုံး sustainable preferability ရရှိတာဈေးကွက်ဝေစု market share တိုးပွားလာတာလုပ်ငန်းရဲ့ဆွဲဆောင်ရေး efficiency တက်လာတာအတန်းဝန်အတွက်တမိုးအလုပ်ကံဖန်တီးပေးတာပဝန်းကျင်တွေထိခိုက်မှုနည်းအောင်ဆောင်ရွက်တာလူမှုအကျိုးပြုလုပ်ငန်းတွေမှာပါဝင်တာ ဘယ်လဂရီရှင်းကိုအဓိကအယုံဆိုင်တဲ့နိုင်ငံတစ်ခုပါဗာကြပုံပုံအောင်မြင်နိုင်ခြင်းများလဲဆိုတော့အားသာကြရေရှည်တည်ချမှုယာယီအမျက်နောက်ကိုပလိုက်နေတာထက်တမိုးကိုခြေခံတဲ့နိုင်ငံကအပြောင်းလဲနေကြမှာပို့ပြီးတော့ကြက်ကြက်ခံရည်တည်နိုင်ပါလေရှင်ပြန်မှုအားသာကြပြမန်တွေထက်ထူးခြားတဲ့တမိုးကိုပေးနိုင်လေကာဆာမာတွေကကိုယ်စီပဲရွေးချယ်လာကြပါပါဒါကတူပဘူခက်ခဲလာတဲ့အားသာကြတစ်ခုဖြစ်ပါတယ်ခိုင်မာသောဆက်ဆံရေး stakeholder အားလုံးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ပြီးအထူးသဖြင့်တည်ဆောက်ရှိတဲ့ကစားမအမကန်အောက်စုကိုရည်ရှိထိန်းသိမ်းထားနိုင်တာပါ။ စမ်းတဲ့တည်ထွင်မှု innovation တမိုးအသစ်တွေကိုဖန်တီးပေးဖို့အများနဲ့စူးစမ်းနေတဲ့အတွက်စမ်းတဲ့တည်ထွင်မှုကိုအပြည့်ရရောက်ပါတယ် value ကိုဘလို့နီလန်းတွေနဲ့ဖန်တီးနိုင်လဲဆိုတာဥပမာတစ်ချို့ထပ်ပြောရရင် customer လိုအပ်ချက်ကို PC ပေးတဲ့ product အသစ်ထုတ်တာရှိပြီးသား product တွေကိုပိုကောင်းအောင်ပိုအသုံးခံအောင်အဲ upgrade လုပ်တာရင်းငှက်မရှိသေးတဲ့ service အသစ်တစ်ခုကိုဖန်တီးပေးတဲ့လုပ်ငန်း process တွေကိုပိုပြီးမြန်ဆက်ထိရောက်အောင်ပြုပြင် ဒီကုန်တဆိုင်ရေး short term လာတာကကာဆာမာအတွက်ဈေးလုံးသက်သာစေပြီးတမောဖြစ်စေတတ်ပါတယ်ကာဆာမာ service အတွက်ရန်ခေါင်အောင်လုပ်ပေးနိုင်တဲ့ထူးခြားတဲ့တွေ့ကြုံဖန်တီးပေးတဲ့ brand တစ်ခုတည်ဆောက်ပြီးကာဆာမာနေအတွက် စိတ်ချယုံကြည်မှုဘုံတိတ်ကဆိုတဲ့တမောကိုပေးတာ calculation ရဲ့လက္ခဏာတွေရတော့အာဖန်တီးမှုရှိပြီးသားကိုရောင်းတာတဲ့အစ်စ်အစ်စ်တော်တမောကိုဖန်တီးထုတ်လုပ်တာကိုဆိုလိုတာပါအကျိုးသက်ရောက်မှုကာဆာမာတယောက်တည်းအတွက်မဟုတ်ပဲပတ်သက်ဆက်သက်သူအားလုံးကိုအကျိုးရှိစေဖို့ရှေ့ရှုတာပါ ရေတို့အမြက်ရေတို့အောင်မြင်မှုတရေရှိဒီတက်ခံမြမှုကိုပုံမလေးထားတာကန့်သက်ထားတဲ့အရင်မြင့်နေနဲ့အကောင်းဆုံးတံမိုးတွေကိုထုတ်လုပ်နိုင်စေရှိတယ်။ပြိုင်မတ်တွေနဲ့မတူတဲ့ကိုပိုင်ဟန်နဲ့ထူးခြားတဲ့တံမိုးကိုပေးဆွနိုင်တယ်။တခါတည်းနဲ့မပြီးသွားတာမဟုတ်ပဲအမြဲတမ်းတံမိုးမြင့်တဲ့ဘို့ကျိုးစားနေတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဒီတော့ value creation ဆိုတာလုပ်ငန်းရဲ့နှလုံးသားလို့ပါပဲ customer feedback ကအဲ့ဒီနှလုံးသားကိုကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးတဲ့အတိတ်ရဲ့အားစေတစ်ခွက်ပါပဲ ကဲအခုဆိုရင်တော့ဒီနှစ်ခုလုံးရဲ့အတိတ်ပဲကိုသဘောပေါက်လာပြီဆိုတော့သူတို့နှစ်ခုတကယ်ဘယ်လိုချိတ်ဆက်ပြီးအလုပ်လုပ်လဲဆိုတဲ့အလုပ်လုပ်တဲ့ customer feedback က value creation ဆိုတဲ့လုပ်ငန်းစဉ်ကြီးကိုဘယ်လိုအဖြေဘယ်လိုတောင်းစာထိုးပေးလဲဆိုတဲ့ကိုသိစိတ်လေ့လာကြည့်ရှုရအောင်အဓိကချက်ကတော့ customer feedback ကကို customer တွေတကယ်ဘာကိုလိုလဲလဲဆိုတော့ဘာကိုတပိုးထားလဲဘာကိုရေးမကြည့်ဘူးလို့ပြင်လဲဘယ်နေရာမှာအားမဖြစ်ရတဲ့အားမဖြစ်အားမရဖြစ်လဲဆိုတဲ့တကယ်ကိုရေးကြည့်တဲ့မြေပြင်ကလာတဲ့ သတင်းအချက်အလက်တွေကိုပေးပါတယ်ကိုစပွဲပေါ်မှာထိုင်စေးစားနေတာနဲ့သူ့ကိုတကယ်တွေးကြုံရတာကိုချနိုင်ပါတယ်အဲ့ဒီအသိပညာ knowledge ရာ customer ကိုဘို့ပြူတဲ့ customer centric ဆုံးဖြတ်ချက်တွေချမှတ်ဖို့မှန်ကန်တဲ့ value တွေကိုဖန်တီးပေးဖို့အခိုင်အမာဆုံးအခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ် အဲကုမ္ပဏီစီးနဲ့ဝန်ဆောင်မှုတိုးတက်စေချင်ဘလို့အလုပ်လုပ်လဲ feedback က product ရဲ့အားနည်းချက်တွေ bug defect customer 300လက်အဆင်မပြေတဲ့အပိုင်းတွေ usability issue တွေသူတို့ logic ပြမမပါသေးတဲ့ feature တွေကိုတိုင်းရင်ထောက်ပြရပါတယ်ဒီအချက်လက်တွေတီးရမှာဘလို့နေရဘလို့ဦးစားပေးရမလဲဘယ် feature အသက်တွေထည့်ရမလဲဆိုတော့တိတိကျကျတည်ပြီးလုံဆောင်နိုင်ပါပါဒါကကိုယ့်ရဲ့ offering ကိုစဉ်းစားမပြည့်ပုံမှန်ကောင်းမွန်လုပ်နိုင်တဲ့အဓိကနည်းလမ်းပဲဖြစ်ပါတယ် mobile application တစ်ခုမှာ user တွေက login ဝင်ရတာခဏခဏပြင်ရနေရတာတို့ feedback ပေးလို့ remember me version ကိုတော့ပြီးပုံပုံကောင်းအောင်ပြင်လိုက်တာဒါမှမဟုတ် fingerprint face ID login ထည့်ပေးလိုက်တာမျိုးဒါမှမဟုတ်စားတော့ delivery မှာ able တွေ use ဆိုင်တယ်လို့ feedback များလို့ package ပေးလိုက်တာမျိုးအဲဘလို့တန်မိုးကိုဖန်တီးတဲ့ product service ရဲ့အရေးသွေး quality နဲ့နှုတ်ဆောင်တဲ့ဆော့တန်မိုးကိုပြင်ပေးတယ်အဲဘလို့အလုပ်လုပ်တဲ့ customer experience ဆိုတာကတော့ product ကိုသုံးတာတခုတည်းမဟုတ်ပါဘူးကို brand ကိုစတင်တဲ့အချိန်ကနေဝယ်ယူတဲ့ process သုံးဆွဲတဲ့အတွေ့အကြုံ after sales service အပိုင်းဒီအစ်စ်နိုင်မှာသူတို့ဘယ်လိုခံစားနေရလဲဆိုတာကိုကိုယ်မှာပါတယ် feedback ကတိကျနေတခုတုံးမှာသူတို့ကြုံတွေ့ရတဲ့အဆင်မပြေမှုလေးတွေစိတ်နှောင့်ယှက်ဖြစ်စရာလေးတွေသူတို့အရန်သဘောကျသွားစေနိုင်တဲ့ခိုက်တက်လေးတွေကိုဖော်ထုတ်ပေးပါတယ်ဒီ pain point တွေကို short chart ဖယ်ရှားပြီးကောင်းပေါ့နဲ့အတွေ့အကြုံလေးတွေပုံများလုပ်ပေးခြင်းလံကစားတဲ့ experience ကိုတမိုးဖန်တီးပေးတာပါဥပမာ online shop တစ်ခုရဲ့ website က mobile မှာကြည့်ရတာဆင်မပြေဘူးဆိုတဲ့ feedback အရ website ကို responsive design ဖြစ်အောင်ဆင်ပြေလိုက်တာမှာဒါမှမဟုတ် customer service ကပြဿနာကိုပြင်ပြင်ဆက်ဆက်ဖြေရှင်းပေးလိုက်တာမျိုးရန်ကျေးဇူးတင်ကြောင့် feedback ကရလို့အဲ့အားသာချက်ကိုပို့ပြီးထိန်းပင်းလိုက်တာမျိုးအဲ driving and innovation စတဲ့ဒီတွေမျိုးကိုမောင်းနေကြကိုကကို product ကိုအကောင်းဆုံးတော့ထင်ကြတယ်မယ်ဒါပေမဲ့ customer ကသူတို့ရဲ့လက်တွေ့အသုံးပြုမှုလိုတော့ချက်တွေပေါ်ဖို့တည်ပြီးကိုတော့လုံးဝမတွေးမိတဲ့ချူတော့ကနေ idea တွေ၊ feature တွေတွေဒါမှမဟုတ်လက်ရှိလုပ်နေတဲ့ပုံစံတွေကိုပြောင်းလဲဖို့အခြေအနေတွေပေးလာတတ်ပါတယ်သူတို့ရဲ့ပြဿနာတွေလိုအပ်ချက်တွေမှာပဲဒီဒီဆန်းသွင်းမှုအတွက် မျိုးစေ့တွေရှိနေပါတယ်ဥပမာ right sharing application တကူမှာမျိုးသမီးတွေညာဘက်တယောက်တည်းစီးရတာစိတ်မချဘူး freeware တွေများလာလို့မျိုးသမီး driver option ဒါမှမဟုတ် safety feature တွေအသစ်တွေထည့်သွင်းတာမှစဉ်းစားလာတာမျိုးဒါမှမဟုတ် education platform တကူမှာကျောင်းသားတွေကဗီဒီယိုသင်ခန်းစာအပြည့် practice လုပ်ဖို့လေ့ကျင့်ခဲ့တဲ့ပို့လို့ခြင်းလို့ feedback ပေးလို့ iterative question တွေ assignment တွေထပ်ပေးတာမျိုးဘလို့ဘန်ဒီလဲအဲလုပ်ငန်းရဲ့ detail နိုင်စွာနဲ့ဈေးကွက်ဖက်လောအချက်ဖြည့်စီးနိုင်မှုတို့ရဲ့တန်ဖိုးကိုဖန်တီးပေးတယ် ဒီကွမြင့်တင်ရေးနဲ့အယောင်လီးပြူရမယ်ဒုတက်စေချေဘလို့အလုပ်လုပ်လဲ core product service ပဲအချက်က customer တွေကိုတကယ်ဆွဲဆောင်တာလေသူတို့ကပဲ feature ကိုတမိုးထားဆုံးလေပြန်မဲ့တွေနဲ့ရှိရဲ့ကိုယ့်ရဲ့အဓိကအားသာချက်ကဘာလဲသူတို့မြင်တယ်ဒီလိုချက်လက်တွေကို feedback ကနေသိရမှာကိုယ့်ရဲ့ marketing message တွေပို့ပြီးသိရအောင် targeted ရေးသားနိုင်ပါတယ်ပဲ customer segment ကိုဘလို့ message တွေနဲ့ချဉ်းကပ်တင်လဲဆိုတော့ပိုနားလေလာမယ် sales team ကလည်း customer တွေရဲ့ payment ကိုတည်ထားတော့အဲ့ဒါတွေဖြည့်ရှင်းပေးနိုင်ကြဟို ကောင်းအောင်ပြောပြနိုင်မယ်။ဥပမာ phone brand တစ်ခုက customer feedback ရသူတို့ရဲ့ camera quality ကိုလူကြိုက်အများဆုံးဆိုတာသိသွားလို့နောက်ပိုင်း marketing campaign တွေမှာ camera feature ကိုပဲအဓိကဦးစားပေးပြီးကြော်ညာနိုင်မှာဒါမှမဟုတ် B2B software တစ်ခုက customer feedback အရာသူတို့ရဲ့ customer support ကောင်းတာတွေကိုလူတွေအရင်တက်ဖို့ထားလဲဆိုတာဒီလို sales pitch နေမှာအဲ့ဒါတွေကိုအဓိကထားပြောတာမျိုးဒါတွေဖြစ်ပါ အဲကိုဗစ်နဲ့ဒါမိုကရက်တစ်ပြုချက်ကိုလုံငန်းကငါတို့ကန်ဆာမာတွေကိုဒီလိုတန်ဖိုးပေးတယ်ဆိုပြီးပြောထားတာရှိမယ်ဥပမာစေးတတ်တာဆိုရေတွေးကောင်းဆိုအမြင်ဆုံးစာပေစာတိဖြစ် feedback ကဒီကတိစကားလက်တွေ့မှာဟုတ်မဟုတ်ဆိုတာကိုကန်ဆာမာရှူတော့ကနေဒီပြုပေးပါတယ်ကိုရီယာတီကရောင်းအမြင့်တင်ကျင်တဲ့အချက် အာတကယ်ပဲကစားမအတွက်အရေးပါရလားဘန်ကဲလဲဆိုတော့ဥပမာစစ်ပေးတဲ့အသုံးကြီးရလွယ်ဆုံးဆိုပြီးကြော်ညာထားတဲ့ software အသစ်တစ်ခုကိုကစားမတူကတကယ်ပဲလွယ်တယ်လို့ feedback ပေးနေကို value proposition ကဘန်ကဲချောင်းတီးပြပြီးတာဖြစ်ပါတယ်ဒါမေးလံခက်တယ်လို့ feedback လာရင်တော့ကိုယ့်ရဲ့ product ကဒါမှမဟုတ်မှ getting message ကိုပြန်လည်းသုံးတတ်ရပါမယ်နောက်ဆက်တွဲဆက်ဆက်ရောက်ချမှုကစားမတရားကကိုယ့်ရဲ့ product တွေကိုခြိုက်တယ်ဒါလို့သုံးတယ်သူနောက်ထပ်ဘယ်လိုလိုအပ်နိုင်သေးတယ်ဆိုတဲ့ feedback တွေဥပမာ survey အဖြစ် purchase history support ticket တွေကနေနားလည်ထားတယ်သူတို့ရဲ့သက်ဆိုင်မဲ့တခြားပုံမြင့်တဲ့ product app တွေဒါမှမဟုတ် across တွေအချိန်ခံခံနိုင်ပါတယ်ဒါက customer အတွက်လည်းဒါမှရှိတယ်လို့ code တွေလည်း revenue တိုးစေပါတယ် laptop ဝယ်သွားတဲ့ customer ကို laptop နဲ့ပတ်သက်ပြီး purchase မပြေတာရှိတယ်လို့ follower main သူတို့က graphic design အတွက်သုံးတယ်ဆိုရင်ဒီရဲ့ပိုကောင်းတဲ့ graphic ကပါတယ် monitor ဒါမှမဟုတ် graphic design software တွေကို cross လောက်ပြီးအကြံပေးတာမျိုးဒါမှမဟုတ် cloud storage တော့ဒီကစားမှာ server ပြတော့မှ feedback ပေးတယ် package ကို app ဆက် တော့ပုတ်ကလန်းတာမျိုးစားလိုက်ပြီးပေါ့ဗာဒီနီးလန်းနေကကာဆာမှာ feedback တွေကလုံခြုံတဲ့နေရာတိုင်းမှာအဲဗန်ဒီဘီနဲ့ဆိုရှင်းရှင်းလင်းလင်းပြထားပါတယ်ကာဆာမှာ